အိန္ဒိယနိုင်ငံနောက်ပိုင်းကအမလ်ဒါဘတ်မြို့လေဆိပ်ကတပ်မှ Air India ခီးသည်တင်လေယာဉ်တစ်စင်းကျတပ်ပတင်းတွေကပြတ်ကျခဲ့လို့လက်ရှိချိန်ထိလူ204ဦးသေဆုံးတယ်လို့အမလ်ဒါဘတ်မြို့ရင်းမှုကအတည်ပြုထားပါတယ်။အိန္ဒိယလေကြောင်းလိုင်းလေယာဉ်ခီးစဉ်181ဟာအမလ်ဒါဘတ်မြို့ကနေဗြိတိန်နိုင်ငံလန်ဒန် Gatwick လေဆိပ်ကိုပြန်တန်းတဲ့လေယာဉ်ဖြစ်ပြီး လေစိတ်ကတက်ပြီးမိနစ်ပိုင်းမှာပဲလူနေရက်ကွက်ပေါ်ကိုပြက်ကျခဲ့တာပါလေယာဉ်မှုနှုတ်ဦးနဲ့လေယာဉ်အမှုတန်း10ဦးအပါဝင်စုစုပေါင်းလူ242ဦးလိုက်ပါသွားတာပါအိန္ဒိယစစ်တပ်အိန္ဒိယအရေးပေါ်ကေဆေးဖွဲ့တွေနဲ့မိသက်တက်ဖွဲ့တွေကကေဆေးလူငယ်တွေကိုအပူတပြင်းဆောင်ရွက်နေပြီးလေယာဉ်ခီးစဉ်တွေနဲ့လေစိတ်အနားကလမ်းတွေကိုယာယီပိတ်ထားခဲ့ပါတယ်လန်ဒန်မြို့ကိုပြန်တမ်းမဲ့ရှီလျားတဲ့ခီးစဉ်ဖြစ်တာကြောင့် လင်းစည်းအပြင်းနဲ့ပေါက်ကွဲမိလောင်မှုပြင်းထန်ခဲ့တာဖြစ်ပြီးထိခိုက်သေးဆုံးသူဦးရေလည်းတိုးလာဝယ်ရှိပါတယ်။လင်းဟာမြေပြင်ပေါ်ကဆေးကောလိပ်ចောင်းသားများအဆောင်ပေါ်ပြတ်ကျခဲ့တာဖြစ်လို့ဆေးចောင်းသား9ဦးထပ်မင်းလည်းသေဆုံးပြီးចောင်းသားအယောက်90လောက်ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။မြေပြင်ပေါ်မှာလူထိခိုက်သေဆုံးမှုအရေအတွက်အတိအကျမသိရသေးပေမဲ့ အရေးပေါ်စေကူတာမှုခံယူရတဲ့လူ50ဒူးရှိပြီးတချို့အခြေအနေစိုးရိမ်ရတယ်လို့လည်းဆိုပါတယ်။အသက်40ရွယ်ဗြိတိန်နိုင်ငံသားအိန္ဒိယနယ်ဝါဒူးကတော့အသက်ရှင်ကျန်ရပြီးဒဏ်ရာများနဲ့စေကူတာမှုခံယူနေပါတယ်။အိန္ဒိယနိုင်ငံလေယာဉ်မတော်တဆမှုစုံစမ်းစစ်ဆေးပြုလို့နဲ့အမေရိကန်သံယူပို့ဆောင်ရေးဘေးကင်းလုံခြုံရေးဘုတ်ဖွဲ့တို့ကလည်းလေရင်ပြကြရခြင်းအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပါတယ်။အိန္ဒိယနိုင်ငံရဲ့တာတာစီးပွားရေးလုပ်ငန်းစုက လူသေဆုံးသူတူလျင်ပေါင်၈၆၀၀၀နဲ့ဒဏ်ရာသူတွေကိုဆေးကုသဆေးထောက်ပံ့မယ်လို့ကြေညာထားပါတယ် အိန္ဒိယဝန်ကြီးချုပ်ဗြိတိန်ဝန်ကြီးချုပ်ကနေဒါဝန်ကြီးချုပ်နဲ့ပေါ်တူဂီဝန်ကြီးချုပ်တို့ကခီးရယ်တွေထိခိုက်သေးဆုံးမှုအတွက်ဝန်내ကြောင်ထုတ်ပေါ်ပြောကြားထားပြီးနေနာမှုတွေအတွက်အစွမ်းကုန်ကူညီထောက်ပံ့ပေးဖို့ကြေညာထားကြပါလေပြတ်ကျသွားတဲ့လေယာဉ်ဟာ Boeing 787-8 Dreamliner လေယာဉ်မျိုးစားဖြစ်ပြီး2014ခုနှစ်ကတည်းကအိန္ဒိယလေကြောင်းလိုင်းမှာစတင်ပြန်တန်းခဲ့တာဖြစ်လို့တပ်တန်း17နှစ်ကျော်ပြီဖြစ်ပါလေဒီပြတ်ကျခဲ့တဲ့လေယာဉ်က Boeing 787 Dreamliner တွေထဲမှာလူထိခိုက်သေဆုံးမှုများပြားတဲ့ပထမဆုံးလေယာဉ်ပျက်ကြမှုလည်းဖြစ်ပါလိမ့်ခင်ဗျာ။